မ္ဘာအကြီးဆုံးကုန်တင်ရွက်သိမ်းပွဲကြီးဟာကျက်သပရိနေကပထမဆုံးခီးစဉ်ဖြစ် Atlantic သမုဒ္ဒရာကိုဖြတ်တန်းတဲ့ခီးစဉ်ပြီးဆုံးသွားခဲ့ပါတယ်။အရှေ့ပေး450နီးပါးရှိတဲ့ New Liner Origin ရွက်သိမ်းပွဲကြီးကို American ပြည်ထောင်စု Baltimore စေကမ်းမှာကျူးဆူခဲ့ကြပါတယ်။ရွက်သိမ်းပွဲကြီးက Renault ကားတွေစက်ပစ္စည်းတွေပြင်သစ်အရက်တွေနဲ့တခြားကုန်ပစ္စည်းတွေတင်ဆောင်လာခဲ့တာပါ။သင်္ဘောဟာကနေဒါနိုင်ငံအနီးကပြင်သစ်ပိုင် Saint Pierre နဲ့ Miquelon ကျွန်းမှာစိုက်ခဲ့တဲ့အချိန်မှာ မုံတိုင်းကြောင့်နောက်ရွက်တိုင်းပျက်စီးသွားလို့တင်းမောအင်ဂျင်ကိုဒစိတပိုင်းအုံပြူပြီးတမုတ်ဒီယာကိုဖြတ်သန်းခဲ့ရပါတယ်။ဒီရွက်တင်းမောကြီးဟာတာမန်ဒီဇယ်အင်ဂျင်ကွန်တင်တင်းမောတွေနဲ့နှိုင်းရှင်ရမှာဖန်လုံးအိမ်တန်းငွေထုတ်လုပ်မှုကို80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိရှော့ချဖို့ရည်ရွယ်တာပါ။ဒီတင်းမောကိုတိဆောက်ခဲ့တဲ့ပြင်သစ်တင်းမောကုမ္ပဏီ New Line Company မှုဆောင်ရာရှိချုပ် Jens Nottini ကတော့ ။တင်မောရဲ့စွမ်းဆောင်ရည်ကိုအသေးချာသိရှိနိုင်ဖို့6လလောက်အချိန်ယူရလိမ့်မယ်လို့ပြောပါတယ်။ It's the same amount of course but it is predictable. လေစွမ်းရည်ကိုအသုံးပြုတဲ့စနစ်ကတော့အရန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။နေရာတိုင်းမှာရနိုင်တဲ့အခမဲ့စွမ်းရည်ဖြစ်လို့ပါ။အများတန်းရတာတော့မဟုတ်ပေမဲ့ကြိုတင်ခမန်းနိုင်ပြီးတခြားဘယ်နေရာကိုမှထိခိုက်မှုမရှိပါဘူး။အဥပမာကာဗွန်ကင်းစင်တဲ့လောင်စာတွေအတွက်ဆိုရင်ကုန်းပေါ်မှာကြီးမားတဲ့ခြေကန်ဆောင်တွေကိုမိကုန်နေစရာလည်းမလိုဘူး။ ပို့ပြီးတော့မိခိုကင်းတာပေါ့ဒါကြောင့်ဒီတင်မောမျိုးဟာအသေးစားကနေလက်စားတင်မောတွေအတွက်အလွန်စိတ်ဝင်စားဖို့ကောင်းပါလေဒီပထမဆုံးရှေ့ပြေးတင်မောဖြစ်နေဒီစနစ်ကိုပြသဖို့လဲကျွန်တော်တို့ရည်ရွယ်ထားပါတယ် New Liner Origin ဟာကုန်တန်ချိန်9300အထိတင်ဆောင်နိုင်ပြီးအမြန်နှုန်းကတော့17တောက်ရှိပါတယ်ဥရောပနဲ့မြောက်အမေရိကကြားလစဉ်ပြည့်စွက်ဖို့ရည်ရွယ်ထားပါတယ်ပြင်သစ်ရေကြောင်း Engineer Company Morris Company ကတော့ဒီတင်မောဒီဇိုင်းပိုင်းကိုတာဝန်ယူခဲ့တာပါအမှုဆောင်ရရှိချုပ် Vincent Sequin ကစီးပွားရေးအရာတွက်ချေကြိုက်ဖို့နဲ့ တဘာဝပတ်ဝန်းကျင်ဆိုင်ရာတီထွင်စမ်းသပ်မှုတွေကြားမျှတအောင်လှုပ်ဆောင်ရတာကစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်လို့ပြောပါတယ်။ New Line Origin လို့ဒီဇိုင်းအသစ်ထုတ်ထားတဲ့လေစွမ်းရည်သုံးမောင်းနှင်မှုစနစ်တွေဟာကာဗွန်ထုတ်လွှတ်မှုကိုပိုးပြီးတော့ထိထိရောက်ရောက်ရှော့ချနိုင်ပေမဲ့ရှိပြီးသားသင်္ဘောတွေမှာရွက်တွေထက်တက်စင်တာလိုမျိုးစနစ်တွေရှိနေတယ်လို့ဗြိတိန်နိုင်ငံကတန်ရှင်းစွမ်းအင်ရေကြောင်းသုတေသနဌာန Clean Maritime Research Hub ကပြောပါတယ်။ဒီလိုပြန်ပြီးမုံမလိုက်တဲ့သင်္ဘောတွေဟာ လုပ်ငန်းလည်ပတ်ပုံစံပြောင်းလဲစရာမလိုပဲမှန်လုံတန်းငွေထွက်လို့မှုကို9ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းထိရှော့ချနိုင်ပါတယ်။လေချင်နေနဲ့ကန်ကြီးအောင်လှုပ်ဆောင်မယ်ဆိုရင်တော့30ရာခိုင်နှုန်းထိရှော့ချနိုင်တယ်လို့ဆိုပါတယ်။ဒါဟာပြောင်းလဲလာတဲ့ခက်စနစ်နဲ့လမ်းရောညီထွေဖြစ်အောင်လှုပ်ဆောင်ဖို့ဆိုတာနောက်ကျတယ်လည်းမရှိပါဘူး။ကုန်ကြစီအရန်များလုံးနဲ့ဆိုရလဲမရှိပါဘူးလို့ပြောဆိုပါတယ်ခင်ဗျာ